အားလုံးပဲမင်္ဂလာပါခင်ဗျာ Story by Insight YouTube Channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ကြိုစားကဖျားဖြနိုင်သည်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆင်ပြေကြောင်းမိတ်ဆွေတွေအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေကြိုစားကဖျားဖြနိုင်သည်ဇရာဦးမြတ်ထွန်းရဲ့တပည့်တွေထဲမှာ မောင်ထူးဟာညံရီထက်မြက်တဲ့ចောင်းသားလေးတစ်ယောက်ပဲဖြစ်ပါတယ်မောင်ထူးမင်းကညံကောင်းတယ် အခုကိုးတန်းမှာကလေးကကြိုးစားရင် နောက်နေ့ဆယ်တန်းကိုနှစ်ချင်ပေါက်အောင်နိုင်တယ်ကွာကြိုးစားဟုတ်လားဟုတ်ကဲ့မောင်ထုဟာလိမ္မာတဲ့ကလေးတယောက်လည်းဖြစ်တဲ့အတွက်ဇေယျဥမျက်ထွန်းရဲ့စကားကိုနားထောင်ပြီးပညာကိုကြိုးစားသင်ယူလိုက်ချက်တယ်ဒါကြောင့်ကိုးတန်းစာမေးပွဲကိုကောင်းစွာဖြေနိုင်ပြီးအောင်မြင်ခဲ့ပါတယ်ကိုးတန်းအောင်ပြီကွာနောက်နေ့ဆိုဆယ်တန်းတက်ရတော့မယ်ဆယ်တန်းကြရင် အတကုံစူးစမ်းမယ်ကွာဒါမှမကောင်းကောင်းနဲ့အောင်ပြီးစိတ်တက်ကတူတက်ရမှာကွာမင်းကဆရာဝန်ဖြစ်ချင်တယ်ပေါ့အေးဟုတ်တယ်ပူကြည့်ဆိုရအောင်သူဟာကြီးမားချက် ကြီးမားသူလည်းဖြစ်တယ်ဒါပေမဲ့ကန်ဆိုးကျင်တော့သူဆယ်တန်းတက်မဲ့နှစ်မှာပဲသူ့ရဲ့ဖေကကားမတော်တဆမှုဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်ဖေကလည်းကွယ်လွန်မအေကလည်းနှလုံးရောဂါဖြစ်ပြီးဈေးသိမ့်မရောက်နိုင်တော့ စီးပွားရေးကြဆန်းသွားတော့တယ်။မိခင်ကြီးတိတ်နေမကောင်းတဲ့အတွက်မောင်ထူးဟာ မနှစ်ပိုင်းကြောင်းမတက်ခင်မိခင်ကြီးကိုဈေးကူရောင်းပေးရတယ်။ဒါပေမဲ့စီးပွားရေးကြတဲ့တဲ့ကြလာလို့သူတို့ရဲ့အိမ်လေးကို ရောင်းလိုက်ရပြီးအိမ်ငါနေရတော့တယ်။ဘာမင်းကြောက်ထွက်တော့မယ်။စာမေးပွဲလည်းမဖြေတော့ဘူးဟုတ်လားမောင်ထူး။ဟုတ်ပါတယ်ဆရာ။အမေကနေမကောင်းဖြစ်နေတော့ကျွန်တော်ပဲဈေးထွက်ထပ်နေရတယ် ဒါကြောင့်ကျောင်းဆက်မတက်ဖြစ်တော့တာပါဆရာ။အေးလေဘဝအချိန်လေးကြောင့်ကျောင်းဆက်မတက်ဖြစ်ရင်လေစာမေးပွဲတော့ဖြေဖို့တပည့်ရ။အပြင်းပြင်းနေနဲ့ဖြေလို့ရတာပဲ။ဖြေလဲအမကောင်းကောင်းနဲ့အောင်မလွယ်တော့ပါဘူး။ကျွန်တော်ဖြစ်ချင်တဲ့ဆရာမမဖြစ်နိုင်မှတော့စာမေးပွဲလည်းအဖြေချင်တော့ပါဘူးဆရာရဲ့။မောင်ထူးမင်းဘာကြောင့်အားချောရတာလဲကွာ။လောကမှာစူးစမ်းရင်ဖရဲတောင်ဖြစ်နိုင်နေတာပဲ။ မင်းဖြစ်ချင်တဲ့ဆရာဝန်ဘာကြောင့်မဖြစ်နိုင်ရမှာလဲမင်းအမကောင်နဲ့အအောင်တာကြိုးစားစိတ်တက်တော်ဝင်ဝင်ရရင်ပညာသင်ထောက်ပံ့ခြင်းစကောလာရှစ်ရအောင်မကြိုးစားပေးဘူးပြီးတော့သူကျွန်တဲ့ကလေးတွေကိုပညာရေးရှိမှန်းချက်အောင်မြင်တဲ့အထိထောက်ပံ့ပေးနေတဲ့ငါရဲ့မိတ်ဆွေတစ်ထိပ်တူလည်းရှိတယ်မင်းသာအမကောင်နဲ့အအောင်ဖြစ်ကြိုးစားရင်ဘုရားတော်ဖြစ်သေးတာပဲငါတပည့်ရကြိုးစားရင်ဘုရားတော်ဖြစ်တယ်ဟုတ်လားဆရာ ဒါဘောကွာဖះဆိုတာမင်းတို့ငါတို့လူလူသားစစ်စစ်ကနေဖြစ်လာခဲ့တာပဲကွာဒါပေမဲ့လွယ်လွယ်ဖြစ်ခဲ့တာတော့မဟုတ်ဘူးနော်ဒါနပါရမီတိလပါရမီစားတဲ့ပါရမီတော်7ပါးကိုလေးတင်ချင်တဲ့ကဘာတသိဘဝပေါင်းများစွာမှာဖြစ်ကျင့်ပြီးမှဖះဖြစ်ခဲ့ရတာကွာအစုံမနေတဲ့ဇွဲလုံးလားနဲ့စူးစားလို့ဖះဖြစ်ခဲ့ရတာပါပဲဒီတော့စူးစားရင်ဖះတောင်ဖြစ်သေးတာပဲ မင်းလိုညာကြီးထက်မြတ်သူဟာဘာဖြစ်လို့ဆရာဝန်ဖြစ်နိုင်မှာလဲစူးစမ်းဖို့တပည့်ရဟုတ်ကဲ့ကျွန်တော်စူးစမ်းပါမယ်ဆရာမောင်ထူးဟာ သူ့ဆရာရဲ့တိုက်တွန်းအားပေးချက်အတိုင်းဇွဲလုံးလာကြီးမားစွာနဲ့စူးစမ်းတဲ့အတွက်နောက်ဆုံးတစ်နေ့မှာ သူဖြစ်ချင်လာတဲ့ဆရာဝန်ဖြစ်ခဲ့ရလိမ့်တယ်ပြီးတော့စူးစမ်းကဖျားဖြစ်နိုင်တယ်ဆိုတဲ့စကားအတိုင်းကိုဖြစ်ချင်ရာကိုရည်မှန်းချက်ထားပြီးမစုံမနစ်တာ ဇွဲနဲ့ကြိုးစားရင်ဒီနေ့ဖြစ်ချင်တာတွေမုတ်ချဖြစ်လာမှာအမှန်ပါပဲခင်ဗျာဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတကယ်လို့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင်ဗီဒီယိုလေးကို like နှစ်ခဲ့ပြီး channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေအားလုံးပဲစိတ်ချမ်းသာကိုကျမ်းပါကြပါစေခင်ဗျာ